hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ account ထပ်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ account ထပ်ယူကြတဲ့နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ် okay ဒီနေ့မှာတော့ကျွန်တော်တကယ်ချင်းတို့ကိုညောင်းပြင်မယ် video လေးရတော့ကျွန်တော်တို့ဒီ YouTube မှာပေါ့เนาะဒီကျွန်တော်တို့ private video ဖြစ်နေတယ်နောက်ပြကြလို့ရှိရင်ကျွန်တော်တို့အနေနဲ့ view မတက်ဘူး okay ဒီအရှင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကပြပြပေးသွားချင်ပါတယ်ဗျာ โอเคကျွန်တော်တို့ဒီ bike race video ဖြစ်နေတဲ့အခါမှာဆိုရင်ကျွန်တော်တို့အနေနဲ့ view လုံးဝတက်မှာမဟုတ်ပါဘူးဗျာโอเคဘာကြောင့်ကျွန်တော်ကဒါကိုပြောလဲဟုတ်ပါတယ် bike race video နဲ့အဘ bro ရ bro ပြောမှသိတော့တယ် bike race video နဲ့ကျွန်တော်တို့တွေဘယ်လိုလုပ်ပြီးတော့ view ကတက်မှာလဲဟုတ်တယ်မလားโอเคဒါမျိုးပေါ့နော်ကျွန်တော်ကမေးကမေးလာတဲ့အခါကြလို့ရှိရင်ကျွန်တော်ကဘယ်လိုပြောမလဲโอเคဒီ bike race video နဲ့ဟုတ်တယ်မှန်တယ် bike race video က view မတက်ဘူး စက်ဘယူးမတက်ဘူးကြီးချူတူကိုလုံးဝရှိစေမှာမဟုတ်ဘူး။ Okay ဘာကြောင့်ကျွန်တော်ဒါမျိုးပြောလဲ။ပေါ့နော်တငယ်ချင်းတို့အနေနဲ့ကျွန်တော်ကိုဒါမျိုးမေးခွန်းငါလဲပေါ့နော်။ဟိုတကယ် site ကိုဝင်ကောင်းတာဒီကောင် site ကိုဝင်နေရလားပေါ့နော်။ Okay ဒါမျိုးပြောကောင်းပြောနိုင်မှာလေ။ Okay ဒီ average video နဲ့ကျွန်တော်တို့တွေဘာဘယ်လိုမျိုးလောက်ရမလဲ။ဘာကြောင့်ဒါမျိုး average video ထားလဲ။ โอเคစိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လို့ပြောရစီဒီဗီဒီယိုလေးကိုစိတ်ဝင်စားဆိုရင်အခုရှင်းချင်မယ်ဒီဗီဒီယိုအတက်နေပြီးတော့ကိုအောင်လုပ်လိုက်ပါโอเคဒါဆိုကျွန်တော်တို့စစ်ကြည့်လိုက်ကြအောင်တော့ဒီနေ့မှာပေါ့နော်တကယ်ချင်းတို့ကိုပြပြချင်တာကျွန်တော်တို့ဒီ YouTube မှာ Vibrate Video တွေဖြစ်နေတဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့အနေနဲ့ view လုံးဝတက်မှာမဟုတ်ပါဘူးညโอเคဒါ YouTube beginner တွေအတွက်ပါပဲโอเค YouTube beginner တွေဘာကြောင့်ဒီလိုမျိုးလုပ်ထားလဲ ပေါ့နော်ဒီကျွန်တော်တို့အနေနဲ့ pirates video မှမသိ plus video မှမသိ m စမှမသိ okay ဒါမျိုးကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ video ကို youtube မှာတင်လိုက်တယ်ဟာသွားပြီ view မတက်ဘူးတနေ့ကုန်နေ့လုံးမှ view တစ် view တောင်မတက်ဘူးဟာဘာကြောင့်လဲ why တော့တော့မသိဘူး oh my god ဟိုဒီအကြောင်းအရာကတော်တော်ကိုစိုးပါတယ် okay ကျွန်တော်တို့အနေနဲ့ဒီ pirates video ဖြစ်နေတဲ့အခါမှာ view လုံးဝမတက်တဲ့အခါမျိုးတွေရှိပါတယ်ဗျာ ။ Okay အဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ Bubbles ပြောင်းပေးပါ။ Okay ကျွန်တော်တို့အနေနဲ့ Bubbles လောက်ဘယ်လိုမျိုးအရှင်နေမှာ Bubbles လောက်တင်လဲဆိုတာကိုကျွန်တော်အနေနဲ့ပြပြကြင်ပါလေဗျာ။ Okay ဒီ Bubbles video ကိုကျွန်တော်တို့ဒီဘယ်လိုမျိုးပေါ့နော်။ဒီကျွန်တော်တို့အနေနဲ့ video တင်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီချက်ချင်း Bubbles မလုပ်ဖဲနဲ့ပေါ့နော်။ကျွန်တော်တို့ဒီ ပိုင်ဘရစ်လောက်ထားဖို့ကျွန်တော်ပြောပြစီပြโอเคဒီပိုင်ဘရစ်လောက်ထားခြင်းဖြင့်ကျွန်တော်တို့ဒီဘလုံးမျိုးချိုးရှိနိုင်ပါတယ်โอเคကျွန်တော်တို့ဒီပိုင်ဘရစ်လောက်ထားပြီးတော့မှကျွန်တော်တို့ရဲ့ Windy Studio ထဲမှာပေါ့နော်ပိုင်ဘရစ်လောက်ထားပြီးတော့မှကျွန်တော်တို့ဒီပြင်ဆင်တင်တာတွေကိုပြင်ဆင်ရပါမယ်โอเคဥမာပြောရမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့စာရေးချင်တာဖြစ်ဖြစ် description အကြောင်းအရာတစ်ခုကိုရေးချင်တာဖြစ်ဖြစ်ကျွန်တော်တို့ဒီတခြား video channel တွေကိုထည့်ချင်တာဖြစ်ဖြစ် ဒီဗီဒီယိုလေးနေကိုထည့်ချင်တာဖြစ်ဖြစ် channel လေးနေကိုထည့်ချင်တာဖြစ်ဖြစ်အတခြား channel တွေကိုထည့်ချင်တာဖြစ်ဖြစ်ပေါ့နော် okay ဒါမျိုးတွေဒါမျိုးတွေပြင်ဆင်ပြီးတဲ့အခါမှာပေါ့နော်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီဒါမျိုးတွေပြင်ဆင်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီ pipe bridge က pipe bridge ကိုလှုပ်ထားပေးဖို့ပို့ပေါ့နော်ကျွန်တော်အနေနဲ့သတိပေးပြစီပြ okay ဘာကြောင့်ကျွန်တော်ကဒါမျိုးပြောလဲဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ pipe bridge ဆိုတာကို ပိုက်ဘရိတ်ကမတုံးတက်တဲ့အခါမတုံးတက်လို့ရှင်တော့ဗောနော်ဒီကျွန်တော်တို့ဒီပြောရမယ်ဆိုရင်တော့တုံးတက်ရင်စေမတုံးတက်ရင်ဘေးโอเคဒါမျိုးလိုပဲရကျွန်တော်တို့ YouTube မှာလည်းဒီပိုက်ဘရိတ်ကတုံးတက်တဲ့အခါကြာလို့ရှင်ကိုယ့်အတွက်အသုံးဝင်ပါတယ်မတုံးတက်တဲ့အခါကြာရင်ဥမာအသုံးမဝင်ဘူးဗောနော် ပြပြချင်တာကကျွန်တော်တို့အနေနဲ့ okay ကျွန်တော်မှာဗီဒီယိုတွေနောက်ထပ်တင်ဖို့တနေ့ကုန် run ဖို့တင်ဖို့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ private လောက်ထားခြင်းဖြစ်ကျွန်တော်တို့ရဲ့ဗီဒီယိုကိုဘယ်အချိန်ကန့်တမှာတင်မှာလဲဝေးဒါမျိုး private ပါဆိုလို့ရှိရင်ပေါ့နော် okay တငငချင်းအနေနဲ့ဒီမှာနိုင်မှာပေါ့နော်ဒီနိုင်မှာအဲအခု10နိုင်ထိုးမှာတင်မယ် okay အခုခုနိုင်30ခုရှိနေပြီ okay ဒါပေမဲ့ကျွန်တော်အနေနဲ့အချိန်တစ်ခုကိုစောင့်ဆိုင်းနိုင်မယ် โอเค download ထားခြင်းဖြင့်ကျွန်တော်တို့ဒီ pipes လောက်ထားလို့ရပါတယ်ဗျာโอเคကျွန်တော်ကဒါကြောင့်မို့ကျွန်တော်ဒီနေ့မှာဒီ pipes အကြောင်းကိုကျွန်တော်က message တငယ်ချင်းတို့အတွက်လာပြီးတော့ရှင်းပြပေးတာဖြစ်ပါတယ် beginner တွေအတွက်ပါဖြစ်ပါတယ်ဗျာโอเคဒီ video လေးက YouTube beginner တွေအတွက်ပေါ့နော်အကျိုးတစ်စုံတရာများရှိခဲ့တယ်ဆိုရင်ဒီ video လေးကိုလည်း like share subscribe လုပ်ပေးဖို့ပြောပြစင်ဗျာโอเคအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ account ပဲဖြစ်ပါတယ်ဗျာ bye bye Thank you.